အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်သတင်းကတော့ America က NASA ထိန်းချုပ်ရေးစခန်းရဲ့ Starliner အဂါသယာဉ်မူလရောက်ဟာရှစ်ရက်ပဲအဂါသထဲမှာနေရမယ့်အစားမမျှော်လင့်ပဲအဂါသထဲမှာ286ရက်တောင်နေခဲ့ရပြီးနောက်ဆုံးတော့ SpaceX ရဲ့အကူအညီကြောင့်ယခုကမ္ဘာမြေပြင်ပေါ်ကို ပြန်လည်ရောက်ရှိလာပြီဆိုတဲ့သတင်းမှဖြစ်ပါတယ်။သတင်းအပြည့်အစုံကို CBS News ကမတ်လ16 2025မှာတင်ဆက်သွားတာကတော့အာဂါသာရဲကအပြည့်ပြည့်ဆိုင်ရာအာဂါသာစခန်းဂျိုဒူထဲမှာ6လကြာပိတ်မိခဲ့တဲ့ American အာဂါသာရင်မှုနှစ်ဦးကို Elon Musk ရဲ့ SpaceX အကူအညီနဲ့တွားရောက်ကယ်ဆယ်ခဲ့ပြီးကမ္ဘာမြေပြင်ပေါ်ကိုပြန်လည်ခေါ်ဆောင်လာနိုင်ပြီးသူတို့ရဲ့မိသားစု ရင်ငွေတဲကို ပို့ပေးနိုင်ခဲ့ပါပြီ။ပြီးခဲ့တဲ့နှစ်2024ဇွန်လကတည်းကအဂတာရဲကို၈ရက်ပဲတွားရောက်အမှုထမ်းရန် အမေရိကကနေ စေလွှတ်ချင်းခံခဲ့ရတဲ့ NASA ကအဂတာရင်မူအမျိုးသားအဂတာရင်မူ Berry Wilmo နဲ့အမျိုးသမီးအဂတာရင်မူဖြစ်တဲ့ Sunita Williams တို့ဟာသူတို့တွားခဲ့တဲ့ Boring Company ရဲ့အဂတာရင် Starliner ရဲ့ပြဿနာကြောင့်သူတို့ရဲ့ ရှစ်ရက်ခီးစဉ်ပြီးဆုံးတဲ့အခါမှာကဘာမြေပြင်ပေါ်ကိုပြန်ဆင်းမလာရတော့ပဲသူတို့ရဲ့အာဂတရှင်ထိတ်ဖူးဟာသူတို့နှစ်ဦးကိုအာဂတစခန်းထဲမှာထားရစ်ခဲ့ပြီးကဘာမြေပြင်ပေါ်ကိုဆက်ကြီးပဲပြန်ဆင်းတက်ခဲ့ပါတယ်ယခုတော့ကိုလာတိုင်အောင်အာဂတထဲမှာနေခဲ့ရပြီး Elon Musk ရဲ့ SpaceX အကူအညီနဲ့နောက်ထပ်အာဂတရင်မှု၉ယောက်ဟာလိုက်ပါသွားပြီးသူတို့၂ယောက်ကိုကမ္ဘာမြေပြင်ပေါ်ကို 18နာရီကြာအောင်အဂတ်အဲ့ဒီအဂတ်ရင်ထဲမှာစီးပြီးတော့မတ်လ18အင်္ဂါနေ့ညနေ9နာရီ59မိနစ်မှာ ဖလော်ရီဒါပြည်နယ်တာလာဟာစီကမ်းခြေမှာပြန်လည်ဆင်းသက်လာမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ရှစ်ရက်ပဲကြာပြီးအဂတ်သားထဲမှာနေရမဲ့ခီးစဉ်ဟာဆက်ချုပ်ရင်းပြီးစိတ်မကောင်းစရာ286ရက်9နာရီကြာအောင် နေခဲ့ရပြီးကဘာပတ်လမ်းကြောင်းထဲတွင် 4586ကျိန်လေပတ်ခဲ့ပြီးတော့မိုင်ပေါင်း123တန်းမြှရှည်လျားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအာကာသယာဉ်မှူးနှစ်ဦးဟာ2024ဇွန်လ9ရက်နေ့မှာအာကာသရေကနေပြီးတော့အပြည်ပြည်ဆိုင်ရာအာကာသဂျိုဒုစခန်းကိုရောက်ရှိသွားခဲ့ပြီးအာကာသရှင်ရဲ့တွန်းအားစနစ်ဖြစ်တဲ့ဟီလီယမ်ဓာတ်ဝိယူဆိတ်မှုတွေတွန်းအားစင်ဒီပေတုံးအပိစနစ်ချိုးယွင်းမှုတွေကြောင့်အာဂါသယင်မှုနှစ်ဦးကိုအာဂါသရဲမှာ ထားခဲ့ရပြီးတော့ဒုံးပြန်ရဲ့ထိပ်ဖူးပိုင်းကလူမပါပဲပြန်ဆင်းခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ NASA က SpaceX ရဲ့အကူအညီနဲ့အာကာသယာဉ်မှူး၉ဦးကိုထပ်မံဆေးလွှတ်ပြီးတချို့ကို လူအစားထိုးခဲ့ပြီးလာပေါင်းများစွာကြာနေခဲ့ရတဲ့ဒီအာကာသယာဉ်မှူး၂ဦးကို ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ပုံမှန်အားဖြင့်ဆိုရင်တော့၅ရက်လောက်ပဲကြာမြင့်မဲ့အာကာသယာဉ်မှူးတွေကျန်းမာရေးပုံမှန်ပြန်ဖြစ်လာဖို့ ကျန်းမာရေးစစ်ဆေးမှုတွေလေ့ကျင့်ခန်းတွေပြုလုပ်ရန်လိုအပ်ပေမဲ့အခု6လတော့မထင်မှတ်ပဲကြာသွားခဲ့ရတဲ့ခီးစဉ်ကြောင့်သူတို့နှစ်ဦးဟာပုံမှန်မြေပြင်ပေါ်ကလှုပ်ရှားမှုအတိုင်းပြန်ဖြစ်ဖို့နည်းနည်းတော့ပိုကြာမှာဖြစ်ပေမဲ့တခြားကျန်းမာရေးအခြေအနေတော့ကောင်းမွန်နေကြောင်း NASA ကနေပြီးတော့ပြောသွားပါတယ်။ပြီးတော့အာကာသထဲမှာနေခဲ့တဲ့6လအချိန်တွေမှာလည်းအဲ့ဒီအာကာသရင်မှုနှုတ်ဦးဟာသူတို့ရဲ့ကျန်းမာရေးကောင်းမွန်အောင်စက်ပေါ်မှာလမ်းလျှောက်ခြင်းပြေးခြင်းဒီကျင့်ကံတွေကို အဲ့ဒီအာဂါသာရင်ထဲမှာ ပြုလုပ်ခဲ့ကြောင်းဗီဒီယိုများကတစင်သိရပါတယ်။အမေရိကရဲ့ NASA ကမှတ်တမ်းများအရအာဂါသာထဲမှာရပ်ပေါင်းများစွာနေခဲ့တဲ့စံချိန်တင်ခဲ့သူဟာဆိုရင်တော့အာဂါသာရင်မုံ Frank Rubio ဆိုသူဖြစ်ပြီးသူဟာ2022ကနေ2023အထိ382ရက်တိတိအာဂါသာထဲမှာနေထိုင်ခဲ့ပါတယ်။သူဟာဆိုရင်တော့ရုရှားနိုင်ငံကလွတ်တင်ခဲ့တဲ့အာဂါသာရင်နဲ့သွားခဲ့သူတဦးဖြစ်ပြီး အာဂတာရဲကြမှသူ့ရင်ဟာရင်ကိုအေးအေးပေးဆက်ခူးလန့်ပြတ်သွားလို့ကဘာပေါ်ကိုပြန်ဆင်းခွေ့မရတော့ပါဘူးရုရှားကလည်းသူ့လူတွေကို ပြန်လဲခေါ်ယူလာနိုင်အောင်မကြိုးစားဘဲနဲ့အစားထိုးမဲ့နောက်ရင်တစဉ်ထပ်မံလွတ်တင်ဖို့ပြုလုပ်ခဲ့သလိုအခုလိုတစ်နှစ်ကျော်အောင်ကြာခဲ့ရကြောင်းပြောပါရယ်ဝီလျံမှာဆိုရင်တော့အာဂတာရဲမှာအခုဒီချိန်နဲ့ဆိုရင်တော့၃ချိန်တိုင်းရပ်ပေါင်း6ဝ8ရက်တိုင်အောင်နေခဲ့သူမို့ အမေရိကရဲ့အာကာသအတွေ့အကြုံရှိဆုံးသူစီးရင်ထဲမှာနံပါတ်1နေရာကို ဝင်သွားခဲ့ပြီးသူရှိမှာနံပါတ်1နေရာအမေရိကန်အာကာသယာဉ်မှူးကတော့ပယ်ကီဝစ်ဆန်ဆိုသူဖြစ်ပြီးအာကာသခီး၄ချိန်ထွက်ခဲ့ပြီးရက်ပေါင်း685ရက်နဲ့ပထမနေရာမှာရှိနေပါတယ်အခုဆိုရင်အာကာသရဲမှာကိုးလာနေခဲ့ပြီးကဘာမြေပြင်ပေါ်ကိုပြန်ဆင်းခဲ့တဲ့ရဲရဲတောက်အာကာသယာဉ်မှူးနှစ်ဦးကိုတော့သူတို့ရဲ့မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေကသူတို့ကိုခေါ်ဆောင်ပြီးပင်လယ်ကမ်းခြေတွေမှာရေသွားကစားကြရင်ပင်လယ်ကမ်းခြေရဲ့တဲတဲကိုခြေထောက်တွေနဲ့လမ်းလျှောက်ရအောင်ကဘာမြေရဲ့စွဲငင်အားတွေကိုပြန်လည်ခန်းစားရအောင်စောင့်ဆိုင်နေကြပါပြီ။သူတို့နှုတ်ဦးဟာနီနီလေးလိုထင်ရပေမဲ့ဟိုးအာကာသအပေါ်ကနေပြီးတော့ကဘာမြေပြင်ကိုလမ်းကြည့်ရင်မြင်နေရတဲ့အပြာရောင် သမုတ်တရာရေတွေကို မိုင်မောင်း250အကွာကနေကြည့်နေကြရပြီး ကိုလာတီတီငါတို့ဘရောမအဲ့ဒီဘော်ကိုပြန်ရောက်မလဲဆိုတာမသိပဲမြင်သာမြင်မကျင်းရဆိုတဲ့စကားအတိုင်းအာကာသရင်ငယ်လေးထဲမှာတဦးကိုတဦးအားပေးနှစ်သိမ့်ရင်နေခဲ့ကြပြီးတော့အခြေအနေကို ကုံခဲ့ရပါတယ် NASA ကမ္ဘာမှာနှစ်ပေါင်း20နီးပါးအမှုထမ်းနေတဲ့ Dewitt ဆိုသူကတော့အဲ့ဒီနေရာဟာအာကာသထဲသွားတဲ့ခီးစားခီးသွားတွေပါပဲအလွန်ရေစွမ်းတက်ကြည့်ရှိပြီးအံ့ဩစရာကောင်းလာတဲ့လူသားတွေပဲဖြစ်ကြောင်း သူတို့ဘဝကိုအဲ့ဒီလိုရက်ကြည့်တဲ့သူတွေဖြစ်ကြောင်းအခု NASA ရဲ့ Johnson မြေပြင် အခြေစိုက်အာကာသစခန်းမှာဆရာဝန်တွေနဲ့ကျန်းမာအောင်နေထိုင်သွားမှာဖြစ်ပြီးဘယ်တော့မှနောက်တစ်ခေါက်အာကာသထဲကိုသွားမယ်ဆိုတာမသိသေးကြောင်း CBS News ကိုပြောပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye